ငင်းချင်ရေးအကျိုးညီလာခံတဲ့ပုံစံတူဆွေးနွေးပွဲနေပြည်တော်မှာကျင်းပဖို့အာဏာသိမ်းစစ်တပ်ကစီစဉ်နေပြီးရရှိတဲ့သဘောတူညီချက်တွေကိုပေါ်ပေါက်လာမဲ့လွှတ်တော်ပါဆွေးနွေးဖို့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။ အနာဒင်းစကောင်စီရဲ့မြို့သားစီလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်မှုညီညွတ်ရေးကော်မတီ NSPNC ကဥဆောင်ပြီးညီညွတ်ရေးအကြူညီလာခံတဲ့ပုံစံတူတဲ့ညီညွတ်ရေးစကောင်ဝိုင်းဆွေးနွေးပွဲကိုမက်စလာ24ရက်နေ့ကနေစပြီး26ရက်နေ့အထိ၃ရက်ကြာနေပြည်တော်မှာကျင်းပပြုလုပ်ဖို့သွားဖို့ရှိပါတယ်။အဲ့ဒီညီညွတ်ရေးဆွေးနွေးပွဲကိုမြန်မာနိုင်ငံရဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့လုံခြုံရေးကဏ္ဍဆိုပြီးအချက်၄ချက်ကိုအစုဖွဲ့အသီးသီးကဆွေးနွေးကြမှာဖြစ်တယ်လို့ အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်မဲ့နိုင်ငံရေးပါတီအစုအဖွဲ့များကိုစားတက်ရောက်မဲ့အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ် FTA ကရရှိတဲ့သဘောတူညီချက်မှန်တယ်ညာအလုံးကတော့ဒီဟာနေတော့ရကော့တက်ပေါ်ရယူထားမယ်ယူထားပြီးတော့လွတ်တော်ပေါ်မယ်လွတ်တော်လည်းပေါ်တဲ့ခါကျလွတ်တော်ကိုသူကတင်ပြပဲဒီလိုဒီလိုအခြေအနေဒီမှာသဘောတူချက်ဖြစ်ရတဲ့ဆိုတဲ့ခါကျပါအဲ့ဒီခါကျရင်လွတ်တော်ကလည်းအတူပြုတယ်ဆိုလို့ဒီလိုတော့အဲ့ဒီမှာအတူဖြစ်ပြီးတော့ရဒါပေမဲ့တက်လာတဲ့အစိုးရတို့လွတ်တော်တို့ပါရင်းကဆက်လက်ပြီးဆွေးနွေးမယ်ဆိုရင်ဆွေးနွေးမှာပေါ့ဒါပေမဲ့တည်ဆောင်သွားမှာပဲ ေါ်လာတဲ့သူ့တော်မှာပြင်ပြဖို့ပဲဒီမှာတော့အတီးပြူမှာတော့ပေါ်ဘူးအဲဒီလိုဒီဖွဲ့ဒီဖွဲ့ကြတော့ဒီလိုဒီလိုအချင်းကလေးမှာသဘောကျရင်ရက်တွေနှိမ့်နိုင်ရက်တွေရယူထားတယ်ဆိုတာကြော record လုပ်ပြီးဟိုတင်ပေးမဲ့သဘောလုံးရှိတယ် NBSC ကဥဆောင်မြို့ကျင်းပမဲ့ညဉ့်ညဉ့်ဆွေးနွေးပွဲကိုတက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်တဲ့ပညာရှင်တွေပါဝင်မှာဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ညီညွတ်ရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ပါဝင်ထိုက်တဲ့အစုအဖွဲ့အသီးသီးကပညာရှင်တွေနိုင်ငံရေးပါတီတွေ တိုင်းသားတော်လှန်ရေးအဖွဲ့တွေကိုတက်ရောက်ဖို့ဖိတ်ကြားထားပေမဲ့အရက်ဖက်အဖွဲ့အစည်းတွေကိုဖိတ်ကြားထားခြင်းမရှိဘူးလို့မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ရပ်ဖက်အဖွဲ့အစည်းတွေကဒီဝီပီတရေထဏာကိုပြောဆိုပါတယ်။လက်ရှိအာဏာသိမ်းစစ်ကောင်စီကပြုလုပ်ဖို့စီစဉ်ထားတဲ့ညဉ့်ညံ့ရေးစကောက်ဝိုင်းဟာမြန်မာနိုင်ငံမှာလက်တလောကြုံတွေ့နေရတဲ့လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရှိပေမဲ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိစ္စကိုသဘောတူဆုံးဖြတ်နိုင်တဲ့အခင်းချင်းရှိမနေဘူးလို့အပြည့်ရခုနှစ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ အနာသိစစ်ကောင်စီဘက်ကအခုဆွေးနွေးပွဲကိုတနင်္ဂနွေပြတ်ခတ်တဲ့ခမှုရယ်စဲသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေကိုတက်ရောက်ဖို့ဖိတ်ကြားထားပေမဲ့အစုဖွဲ့အလုံးကိုကိုစားပြုပြီးဖိတ်ကြားထားတာမဟုတ်ပဲတဖွဲ့ချင်းစီကိုတည်တပ်ဖိတ်ကြားထားတာလို့ဗမုကြီးစောကျော်ညိုကပြောပါတယ်။အာညီချမ်းကြီးမရှိဘူး၊ဒီညီချမ်းကြီးမရှိဘူး၊တရားဥပဒေစုမှုကြီးမရှိဘူး။အဲစသည်ဖြင့်ပေါ့လေအဲ့ဒါတွေကိုပြန်လည်ရှိလာနိုင်အောင် ကျွန်တော်တို့တဲ့နိုင်ငံကြီး ပိတ်ဆို့နေတဲ့နိုင်ငံကြီးအခင်းချင်းကိုပြန်ပြီးတော့အစပြိုးတဲ့ပွဲတပွဲလို့အဆူလို့ရမယ်ထင်ပါတယ်ခင်ဗျ။အဲဒီရူမက်တိုင်းလို့လည်းပြောလို့တော့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီလုပ်ငန်းကော်မတီဆွေးနွေးပွဲတို့အမျိုးသားအစည်းအဝေးနိုင်ငံကြီးဆွေးနွေးပွဲတို့ဘာလို့လဲကွဲပြားနေတာကြားပြီလေ။ကျွန်တော်နားလည်ရတော့ဆိုရင်တော့ညကြမ်းကြီးညကြမ်းလို့ပြောတာတဲ့ညကြမ်းကြီးစကဝိုင်းပေါ့။ Peace all over the world ဟိုအစပြုမှုတစ်ခုလို့ပဲကျွန်တော်အနေနဲ့တော့အဲ့လိုမျိုးနားလည်မှုရှိတယ်။လက်ရှိအနာသိန်းစစ်ကောင်စီကတနင်္ဂနွေပြည့်ခဲ့တဲ့ခက်မှုရယ်စေးသဘောတူစာချုပ် NCA အရအနာဂတ်ဖရယ်ပြည်တော်စုတည်ဆောက်မှုအတွက်စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ TNL လေး AA MNDA နဲ့ KIA အဖွဲ့တွေကိုတဖွဲ့ချင်းစီတည်တံ့ဆွေးနွေးမှုတွေလှုပ်ဆောင်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ